မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြားဖြန့်တိုက်ဖြတ်ရေးအမေရိကန်ဝင်လာပြီးအရှိုက်ထိကုန်ပြီအမေရိကန်နိုင်ငံသားတွေကိုပါလိမ့်လေအမျက်ထုတ်လာတဲ့ကြားဖြန့်လုပ်ငန်းတွေကိုနှိမ်နှင်းဖို့အမေရိကန်အစိုးရကအွန်လိုင်းငွေလိမ့်လုပ်ငန်းတိုက်ဖြတ်ရေးအဖွဲ့ကိုဖွဲ့စည်းလိုက်ပြီးစတင်စုံစမ်းစစ်ဆေးနေပြီလို့ကြေညာလိုက်တာကမြောက်ဒီဒေတာမာယောနေပြီးတော့မာယောဘေကျင်းမှာပါဝယုံသုံးကားတွေဖြစ်စီခဲ့ပါတယ် မြန်မာထိုင်းနယ်ဆက်မြောက်ဝတီဒေသမှာ2025နှစ်စန်းကလေးကကြာဖြတ်နေနေကောင်းစင်နဲ့ဇလန်းမျိုးစုံတွေတွေ့ခဲ့ရပါမိမ့်ဒီတစ်ချိန်မှာတော့ရှေ့ကအခြေအနေတွေနဲ့မတူတော့တဲ့အကြောင်းဒီတစ်ပတ်ပြောပြချင်ပါတယ်အမေရိကန်နိုင်ငံကိုလံဘီယာခရိုင်ရှိနေချုပ်ဦးဆောင်ပြီးတရားရုံးဝင်ကြီးဌာနအပါအဝင်အမေရိကန်က Federal ထောက်လှမ်းရေး Bureau FBI အထူးလိုအပ်ထောက်လှမ်းရေးဌာနမှုရေးဆေးဝါးတိုက်ဖြတ်ရေးဦးစီးဌာနတွေပူးပေါင်းပြီးအွန်လိုင်းငွေလေလုပ်ငန်းနှိမ့်နေရေးအထူးတပ်ဖွဲ့ Scan Center Strike ဖို့ SCSS ဖွဲ့စည်းကြောင်း နိုဝင်ဘာ12ရက်နေ့မှာကျင်းပခဲ့ပါတယ်။အဲဒီတပ်ဖွဲ့ရဲ့ရည်ရွယ်ချက်ဟာမြန်မာ၊ကမ္ဘောဒီးယား၊လာအိုနိုင်ငံတွေကကြားဖြတ်ကွန်ရက်တွေကိုဖြိုခွဲဖို့ကျူးလွန်သူတွေကိုအရေးယူဖို့နဲ့တားကောင်ဖြစ်ခဲ့သူတွေကိုကယ်ဆယ်နိုင်ဖို့လို့ဆိုပါတယ်။ဒါအပြင်အမေရိကန်ကနိုဝင်ဘာ12ရက်နေ့မှာပဲကြားဖြတ်လုပ်ငန်းတွေလုပ်ကိုင်တဲ့ DKBA ကောင်းဆောင်လေးဦးနဲ့ DKBA ကိုအရေးယူတန်ခတ်ခဲ့ပါတယ်။အမေရိကန်ရဲ့အရေးယူတန်ခတ်ခဲ့တဲ့သူတွေက DKBA ကောင်းဆောင်တွေဖြစ်တဲ့စော်စတီ၊စော်စိန်ဝင်း၊စော်ဆန်းအောင်နဲ့ဆိုင်းကျော်လာတို့ဖြစ်ပါတယ်။ အမေရိကန်က2025ခုနှစ်နှစ်စန်းပိုင်းကတည်းကစစ်တလက်အောက်ခံ PDF ကောင်ဆောင်စောချစ်သူ၎င်းဤသားနှုတ်နှင့်နေချောင်းဆောင်တက်ကိုပါကြားဖြတ်လုပ်ငန်းတွေကြောင့်အရေးယူတန်ခတ်ခဲ့ပါသေးတယ်။ဒီတစ်ချိန်အမေရိကန်ကကြေညာခဲ့တဲ့ပိတ်ဆို့အရေးယူမှုတွေရဲ့အဓိကအကြောင်းရင်းကတော့အဲ့ဒီပုံကိုနဲ့အဖွဲ့အစည်းတွေဟာအမေရိကန်နိုင်ငံသားတွေကိုထိခိုက်ညစ်နာစေတဲ့စိုက်ပါငွေကြေးလိမ်လည်မှုကြားဖြတ်လုပ်ငန်းတွေနဲ့ဓာတ်ရိုက်ရှက်နွယ်ပတ်သက်နေတာကြောင့်လို့ဖော်ပြထားပါတယ်။ကြဖြန့်ဒူးစရိုက်ကိုင်းတွေဟာ TKPA နဲ့ပူးပေါင်းပြီးမြန်မာနိုင်ငံတည်းမှာငွေကြေးလိမ်လည်မှုဒူးစရိုက်ကွန်ရက်တွေထူထောင်ထားကြောင်း အဲဒီခိုင်းတွေရဲ့လူမောင်ခုံမှုတွေမှာလည်းတာကောင်ဘဝကြာရောက်ခဲ့သူအများပြားရှိခဲ့ကြောင်းအမေရိကန်ဗန္ဒာယေးဝင်ကြီးဌာနရဲ့ညွှန်ကြားရေးမှူးဂျွန်ကေဟာလီကပြောကြားခဲ့ပါတယ်အမေရိကန်အစိုးရဟာစိုက်ဘာရာဇဝတ်မှုတွေနဲ့ပတ်သက်ရင်အလို့မပေးစတဲ့ခြေရာခံရှာပွေနေပြီးအမေရိကန်မိသားစုတွေကိုကောက်ကွယ်နေမှာဖြစ်ကြောင်းလည်းသူကဆိုပါတယ်။အရေးယူပိတ်ဆို့မှုဆက်ရဲမှပေါဝင်လာတဲ့လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေနဲ့ဆက်ဆက်ပြီးအမေရိကန်မှာရှိနေတဲ့ပိုင်ဆိုင်မှုတွေအမေရိကန်နိုင်ငံသားတွေကထိမ့်သိမ်းပေးထားတဲ့ပိုင်ဆိုင်မှုတွေအလုံးကိုထိန်းစီထားမှဖြစ်တယ်လို့ အဲ့ဒီလူပုတ်ကိုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးအမေရိကန်နိုင်ငံသားတွေကလုပ်ငန်းဆောင်ရွက်ခွင့်ကိုလည်းပိတ်ပင်ထားပါတယ်။ချိုးဖောက်ရင်ကြီးလေးတဲ့ရာဇဝတ်ပြစ်ဒဏ်ဒဏ်ကြီးတွေကြုံတွေ့ရနိုင်တယ်လို့လည်းတပါးတဲ့သတိပေးထားပါတယ်။ကြားဖြန့်ဆိုတာတရုတ်ဘာသာနဲ့လိမ့်လည်ခြင်းလို့အထိပ်ပေးရပါတယ်။အွန်လိုင်းမှငွေကြေးလိမ့်လည်မှု၊ cyber scanning, telecom scan တွေကိုဆိုလိုတာပါ။ internet ဖုန်းလူမှုကွန်ရက် media တွေကိုအသုံးပြုပြီးကမ္ဘာတဝန်းကလူအများထပ်မှငွေကြေးလိမ့်လည်ကြတာဖြစ်ပါတယ်။ဒီပညာကိုအသုံးပြုပြီး စနစ်တကျဖွဲ့စည်းထားတဲ့နိုင်ငံဖြတ်ကျော်မွေးလင်ရဇဝတ်ဂိုင်းွေရဲ့အနေရကိုအခုကမ္ဘာနိုင်ငံအများစုခန်းစားနေရပြီးပိုသိလာကြပါပြီ United States Institute of Space USIPA အစီရင်ခံစာရအရ BGF ဟာကြားဖြတ်လုပ်ငန်းတွေကနေနှစ်စင်ဒေါ်လာတန်းရာနဲ့ချီရရှိနေတယ်လို့ဖော်ပြပါဗျ။ BGF ဟာစစ်ကောင်စီရဲ့ခုတ်ခဲမှုအောက်မှာရှိပြီး BGF အဖွဲ့ဝင်တွေရဲ့90ရာခိုင်နှုန်းလောက်ကိုစစ်တပ်တို့ခွဲဝေပေးတယ်လို့အစီရင်ခံစာရကဆိုပါတယ် အမေရိကန်ကကြားဖြတ်နေနေရဲ့အထူးတပ်ဖွဲ့ SESF ဖွဲ့စည်းပြီးထိုင်းနယ်ပူပေါင်းစုဆန်းထောက်လှမ်းမှုတွေစလုပ်နေပြီလို့ကြေညာလိုက်တာနဲ့ညဝတီနေပြီးတော့တာမကပဲတရုတ်နိုင်ငံနဲ့ ASEAN ဒေသတခုလုံးအလုံများကုန်တော့ပါတယ်အမေရိကန်ကအထူးတပ်ဖွဲ့ဖွဲ့စည်းတောင်းကြေညာပြီးနောက်နေမှာပဲတရုတ်စိုးရကလည်းတရုတ်နိုင်ငံ ကုမင်းမြို့မှာမြန်မာထိုင်းလာအိုကမ်ဘောဒီးယားနဲ့ဗီယက်နမ်နိုင်ငံတို့တက်ရောက်ပြီးမဲခေါင်လန်ချာ၆နိုင်ငံကြားဖြတ်တိုက်ဖြတ်ရေးပူးပေါင်းလုပ်ကြိုင်မယ်လို့ဆိုပါတယ်။နိုဝင်ဘာ၁၄ရက်နေ့မှာတရုတ်နိုင်ငံကုမင်းမြို့မှာမဲခေါင်လန်ချာ ဖူးပေါင်းဆောင်ရွက်မှုအဖွဲ့ MLC ၆နိုင်ငံဟာစနေပီနဲ့ဆက်ဖြတ်ကြောငွေချေးလိမ်လည်မှုကြားဖြတ်ဂိုင်းတွေကိုစူပေါင်းတိုက်ဖြတ်ဖို့သဘောတူခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ MLC ဆိုတာမဲခေါင်မြစ်ဖြတ်တန်းစီစဉ်ရမြို့ဝမ်းနဲ့ဆက်ဆက်တဲ့နိုင်ငံတွေကိုဆိုလိုပြီးတရုတ်ကမ်ဘောဒီးယားလာအိုမြန်မာထိုင်းနဲ့ဗီယက်နမ်တို့ပါဝင်ပါတယ်။အဖွဲ့ဝင်နိုင်ငံတွေကြောင့်ဝင်ကြီးအဆင့်အစည်းအဝေးမှာကြားဖြတ်တွေကိုစူပေါင်းတိုက်ဖြတ်ဖို့လုပ်ငန်းစဉ်အချက်20ခုကိုစူပေါင်းသဘောတူဆုံးဖြတ်ခဲ့ကြတယ်လို့ဆိုပါတယ် ဒါပြင်အမေရိကန်နိုင်ငံရဲ့ကြားဖြတ်နေနေရဲ့အထူးတပ်ဖွဲ့ဖွဲ့စည်းကြောင်းထုတ်ပြန်ပြီး9ရက်ကြာမှာ VGF နဲ့စစ်တပ်တို့ကကြားဖြတ်နေနေရဲ့အထူးစစ်ဆင်ရေးစပြီလို့ကြေညာခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်နိုဝင်ဘာ18ရက်ကစပြီးစစ်တပ်နဲ့ VGF ကရွှေကုတ်ကိုမြို့တက်ကအဆောက်အုံတချို့ကိုထိုင်းသတင်းတောက်တွေရဲ့ကင်မရာမြင်ကွင်းအောက်မှာဖမ်းဆီးအရေးယူပြပါတော့တယ်။အာနာသိန်းစစ်တပ်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကတော့အမေရိကန်ရဲ့ကြားဖြတ်နေနေရဲ့အထူးတပ်ဖွဲ့ဖွဲ့တာရဲ့နောက်ွယ်မှာဖုံးကွယ်ထားတဲ့နည်းနည်းတဲ့လှုပ်ဝက် အစီအစဉ်တွေ hidden agenda ရှိနေနိုင်တယ်လို့ဆိုဆွဲထားပါတယ်။ရွှေကုတ်ကကကြာဖြတ်လုပ်ငန်းတွေဖန်ဆီးတဲ့ဆိုပေမဲ့လူပေါင်းတောင်းချီရှိတဲ့နေရာမှာအခုဖန်ဆီးတာကယာကနန်ပဲဟန်ပြဖန်ဆီးတာဖြစ်တယ်လို့ကြာဖြတ်လုပ်ငန်းတွေမှာလှုပ်ခဲ့သူအချို့နဲ့ဒေသခံသတင်းရင်းမြစ်တချို့ကပြောပါတယ်။ကြာပြင်ကြာဖြတ်လုပ်ငန်းတွေကိုအဓိကလုပ်ကိုင်တဲ့သတင်းနဲ့ကုမ္ပဏီကတာဝန်ရှိသူတွေကို PGF ကနေရာရွှေ့ပြောင်းပေးခဲ့တယ်လို့လည်းသတင်းတွေထွက်နေပါတယ်။ဒီအပေါ် PGF ပြောရေးဆိုခွင့်ရှိသူကမြင်းဆိုပါတယ်။နိုဝင်ဘာ16ရက်ကနေနိုဝင်ဘာ20အထိ ၃ရက်အတွင်းလူပေါင်း900ကျော်ဖမ်းဆီးထားတယ်လို့ BGF ပြောရေးဆိုခွင့်ရှိသူဒုတိယဘုံမူကြီးနိုင်မောင်စောကပြောပါရယ်ဖမ်းဆီးမှုကနေဖုံဟန်ဆက်2000ကျော်ကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်းအလုံး2600ကျော်ဖမ်းဆီးခဲ့ပြီးစစ်တပ်ကိုအနှံထားတယ်လို့ဆိုပါရယ်အဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းတာကထိုင်းသတင်းဌာန Time PBS News ကဖော်ပြတယ် အာနာသိန်းဒူကောင်ဆောင်ဒုတိယဗိုလ်ချုပ်မူကြီးဆိုဝင်ကကြာဖြတ်လုပ်ငန်းတွေကတင်းစီရရှိတဲ့မိုဘိုင်းဖုန်းတွေကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်းတွေကိုဖျက်ဆီးဖို့အမိန့်ပေးထားတယ်လို့နိုဝင်ဘာလ16ရက်မှာဖော်ပြထားချက်ပေးပါပါတယ်။မဖျက်ဆီးရင်အရေးယူခံရမယ်လို့လည်းဆိုပါတယ်။အခုကြာဖြတ်နှိမ့်နေရေးကောင်းစင်နဲ့ဖန်စီတာတွေကိုအာနာသိန်းကောင်ဆောင်မေ့အောင်လိုက်နေဒူကောင်ဆောင်ဆိုဝင်တို့ကိုယ်တိုင်အမိန့်နဲ့ညွှန်ကြားတာဖြစ်တယ်လို့ BTF ပြောရေးဆိုခွင့်ရှိသူကထိုင်းသတင်းထောက်တွေကိုပြောပါတယ်။စစ်တပ်နဲ့ BTF တို့ကပြီးခဲ့တဲ့အော်တိုဘာလမှာလည်း ။ KK ဘက်ကကြားဖြတ်လုပ်ငန်းတွေကိုနှိမ်နှင်းနဲ့စုပြီးလောက်ကိုင်းနေသူတွေကိုထွက်ပြေးခိုင်းပြီးအဆောက်အုံတွေကိုမိုင်းခွဲဖျက်ဆီးနေပါတယ်။နိုဝင်ဘာတတိယပတ်ထိအဆောက်အုံ100ကျော်ကိုဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့စစ်အုပ်စုကထုတ်ပြန်ထားပါတယ်။ဒါကြောင့်စစ်တပ်နဲ့ PGF ကကြားဖြတ်နှိမ်နှင်းရေးလုပ်တာလားတပ်တွေတွေဖျောက်ဖို့ကြိုးစားနေတာလားဆိုတဲ့မေးခွန်းတွေလည်းထွက်ပေါ်နေပါတယ်။တရုတ်အစိုးရအပြင်အမေရိကန်ပါအရေးယူမယ်ပြောလာတဲ့ကြားဖြတ်နယ်ဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးအာဏာသိမ်းကောင်းဆောင်တွေကအလွန်ပူပန်နေပြီ ကိုလိုရုံညံအသေးအတန်စူးစမ်းရုံးကန်နေတာကိုလည်းတွေ့ရပါတယ်။နိုဝင်ဘာ15ရက်နေ့မှာခရင်ပြည်နယ်မြို့တော်ဖအံမြို့ကိုအာနာသိန်းကောင်းဆောင်မြေအောင်လိုင်းနေချင်းပြန်လျှောက်လာပြီးကြားဖြတ်လုပ်ငန်းတွေကိုနှိမ့်နှင်းရမယ်လို့ပြောခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ဖအံကိုအာနာသိန်းကောင်းဆောင်လာတဲ့အချိန်မှာစစ်တပ်လက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ PDF DKBA ကောင်းဆောင်တွေကိုပါအလာမခံဘူးလို့သတင်းရင်းမြစ်တချို့ကပြောပါတယ်။အမေရိကန်နဲ့တရုတ်အစိုးရတွေကကြားဖြတ်နှိမ့်နှင်းရေးအတွက် မင်တို့ခံထားရတဲ့စောချစ်သူစောတင်ဝင်းတို့နဲ့တွဲပြီးဓာတ်ပုံတွေထွက်လာမှကိုအာနာသိန်းကောင်းဆောင်စိတ်ပူနေဟန်ရှိပါတယ်။စစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကလည်းကေကေပတ်အပြင်ကြားဖြတ်တွေရှိတဲ့ရွှေကုတ်ကိုကြောက်ခတ်တွေကိုပါနှိမ်နှင်းမယ်လို့ကြုံဝါနေပါတယ်။တစ်ဖက်မှာစစ်တပ်ထောက်ခံသူတွေက NLD အစိုးရလက်ထက်2019မှာငွေမဲကို300ခိုင်လုံးနဲ့အထက်အခွန်ဆောင်ပြီးငွေဖြူလုံးလို့ရတဲ့ဥပဒေကြောင့်ကြားဖြတ်တွေရောက်လာတာလို့ဝါဒဖြန့်တာတွေရှိပါတယ်။ တကယ်ကအယက်သားအစိုးရကစစ်တလောက်ခံ PGF အတ္တိကလုတ်ခဲ့တဲ့ရွှေကုတ်ကိုမျိုးသစ်စီမံကိန်းဟာအခြေအနေတွေရှုပ်ထွေးလို့စုံစမ်းစစ်ဆေးပြီးစစ်တပ်ကို PGF ထိမ့်ပေးဖို့ပြောခဲ့တာဖြစ်ပါတယ်။ဒါပြင်ကြားဖြတ်လုပ်ငန်းတွေဟာစစ်တပ်အာဏာသိမ်းပြီးနောက်စစ်တလောက်ခံတဲ့ကြားဆောင်တဲ့စစ်တပ်ပါဝင်ဆက်နွယ်မှုတွေနဲ့အလင်းအညာကြီးကြီးထွားလာခဲ့တာဖြစ်ပါတယ်။ စစ်တပ်ကအာဏာမသိမ်းခဲ့ပေကြားဖြတ်လုပ်ငန်းတွေကြီးထွားလာတယ်ဆိုရင်အုပ်ချုပ်တဲ့အယက်သားအစိုးရတာဝန်ခံရမှာပါအခုကအာဏာအရရက်ကို2021ဖေဖော်ဝါရီလကတည်းကလူယူချုပ်ကင်ခဲ့တဲ့စစ်တပ်ကတာဝန်ခံရမှာဖြစ်ပါတယ်စစ်တလအောက်ခံလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ BGF ကလည်းရေငါးတာတာဖြစ်ပြီးအွန်လိုင်းငွေလေးလုပ်ငန်းကြားဖြတ်မလုပ်လို့အပြစ်မရှိဘူးလို့ညင်းချက်ထုတ်ပြန်နေပါတယ်ဒါပေမဲ့အခုတစ်ချိန်က2025နှစ်စံပိုင်းမှာတရုတ်အစိုးရဖိအားကြောင့်တရုတ်ထိုင်းမြန်မာနိုင်ငံသုံးနိုင်ငံပေါင်းပြီး မီးဖြန်အင်တာနက်ဖြန်73စီဖြတ်ပြီးလူဖမ်းပွဲလုပ်ခဲ့တုန်းကအခြေအနေတွေနဲ့မတူတော့ပါဘူးတရုတ်ဆိုရက2023နှစ်ကုန်ပိုင်းမှာညီနောင်မဟာမိတ်၃ဖွဲ့ကို2029စစ်စစ်ရေးဆင်နွယ်စေပြီးကြားဖြတ်နိုင်နေရေးလုပ်ခိုင်းပြီးလူချင်းနဲ့တရက်ခံတွေတောင်းယူသွားတဲ့အခြေအနေနဲ့လည်းမတူပါဘူးအ धिक ကွာခြားချက်ကအမေရိကန်အစိုးရပါဝင်လာတာဖြစ်ပါတယ်ကြပြင်းရွှေကိုကိုမျိုးတက်စီမံကိန်းမှာအဓိကယင်းနှမြုံနယ်သူစီးပွားရေးလုပ်ငန်းရှင်တရုတ်ကမ္ဘောဒီးယားနိုင်ငံသားရှီဂျီချန်ကို ိုဝင်ဘာ12ရက်မှာထိုင်းအာဏာပိုင်တွေကတရုတ်စီပြန်လွှဲပေးလိုက်ပါတယ်။တကယ်လို့ရှီကိုတရုတ်အစိုးရကမင်းအောင်လိုက်နဲ့မဟာမိတ်တွေဖြစ်ခဲ့တဲ့ကိုကံပြည်သူစစ်ခေါင်းဆောင်တွေလိုစစ်ဆေးပြစ်ဒဏ်ချရင်စီးပွားဘက်ဖြစ်တဲ့စော်ချစ်သူနဲ့ဆက်နွယ်သူတွေအထိအမှုတွဲလှနိုင်မလားဆိုတာကလည်းပြည်သူတွေကစိတ်ဝင်စားနေကြပါတယ်။ဒါကြောင့်စစ်တပ်နဲ့လက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ BGF, DGPA တို့ကဒီတစ်ချိန်မှမတူညီတဲ့ဖိအားတွေခံရရပြီဖြစ်ပါတယ်။ ဖီအားများစွာကြားရောက်နေပြီဖြစ်တဲ့ BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူဟာအပြစ်မရှိလို့ထွက်မပြေးပါဘူးလို့ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကတော့နိုဝင်ဘာ20ရက်မှာပြောပါတယ်တဖက်မှာ NUG နဲ့ KNU တို့ကကြားဖြတ်တိုက်ဖြတ်ရေးကိုနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိတယ်လို့ကြေညာပါတယ်ကြားဖြတ်တိုက်ဖြတ်ရေးကိုစစ်တမ်းနဲ့ပေါင်းလို့ရင်အလုံးမဖြစ်နိုင်ဘူးလို့ KNU ကအတည်ပြုထားပါတယ် စစ်တပ်နဲ့ BGF တို့ကကြားဖြတ်နေနေရင်ဟန်ပြလုပ်နေပေမဲ့အမေရိကန်ရဲ့အရေးယူမှုကိုရှောင်လွှဲနိုင်ဖို့မလွယ်ဘူးလို့အမေရိကန်ရောက်မြမအရေးတက်ကြွလှုပ်ရှားသူဦးချင်းရွှေကပြောပါတယ်။ကြားပြင်အမေရိကန်မှလွှတ်တော်ကြားနာပွဲမှာပါကြားဖြတ်နေနေရဲ့အတွက်အလျင်းနဲ့ဆွေးနွေးကြတဲ့လုံဥပဒေပါပြဋ္ဌာန်းဖို့လုပ်နေတယ်လို့လည်းသူကဆက်ပြောပါတယ်။ဒီကသတင်းစာရီတဲမှာရေးထားတာကလည်းစစ်တပ်နဲ့ BGF နဲ့လုပ်တဲ့ကိစ္စက for show ပေါ်တကယ်သူတို့ထိထိရောက်ရောက်လုပ်တာမဟုတ်ပါဘူး။သတင်းစာတွေကရေးတာဆိုတော့ သူတို့ယိုရီးယားတွေလည်းမယုံဘသူမှမယုံရဘူးပေါ့နော်အခုံလုံးကပတ်စံများတော့လေခေါ်ရဖြစ်နေတယ်ပေါ့အခုစောစောလေးကတင် analyze ပေါ့ report တစ်ခုထွက်လာတယ်အဲ့ဒီတရုတ်ကကြားဖြတ်လုပ်ငန်းတွေကိုနောက်ွယ်ကနေမတိမတာအထောက်အကူပြုပြီးတော့ဘလို့နိုင်ငံရေးလုံနေလဲဆိုတာအရှိတောင်အရှမှသူဩစာညောင်းအောင်လို့ပေါ်လို့ဦးချင်းရွှေကပြောပါတယ်လွတ်တော်ကြားနာပွဲမှာကြားဖြတ်နှိမ့်နေရေးအပြင်စစ်တပ်ရဲ့အကြီးအကဲဘန်တွေကိုအေးအေးယူဖို့ဒေါ်လာရေးအင်အားစုတွေကိုလက်နက်မဟုတ်တဲ့နှိပညာအထောက်အကူပေးဖို့ စစ်ပေးရှောင်တွေကိုကူညီပေးဖို့လည်းပါဝင်ပါတယ်။ကြားဖြတ်နေနေရေးကြောင့်စစ်တပ်နဲ့ PGF ဖွင့်ငွေနှဲသွားရင်နိုင်ငံရေးအယအကျိုးရှိနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်တရရရုရှားကပါပတ်ဆက်မပေးခြင်းလက်လက်နဲ့လေရင်စီရောက်မှမဟုတ်ဘူး။ပတ်ဆက်မပေးရင်ရတော့မှမဟုတ်ပါဘူး။စစ်တပ်ဝင်ဝင်နှဲသွားပြီးငွေကြေးစီးဆင်းမှုလျော့သွားရင်ထီတော်လန်ရဲ့အတွက်အကျိုးရှိမယ်လို့ဦးချင်းရွှေကသုံးသပ်လိုက်ပါတယ်။